ကလေးဘူပထွေးလူကိုသဘောထားပြီးခင်ရတော့မယ်ညီမလေး။ အားလုံးပဲမင်္ဂလာပါညီမလေးတို့အတင်ကတော့ဓမ္မလာပြန်မဲပထမဆုံးစတင်မဲ့အပတ်မှာတင်ပွဲကြီးပွဲကောင်းတွေ့ရဘူးရှိနေပါတယ်တွေ့ရမဲ့အတင်ကကလေးဘော်တို့ဖြစ်နေပြီးတော့ကံအမာလည်းအဝေးခွင့်ဖြစ်နေပါတယ်အမိုင်းကြောင်းတွေအရာတော့ညီမလေးတို့ဆိုတာကလေးဘော်တို့ရဲ့ငယ်နိုင်လူဖြစ်နေပါတယ်ဒါပေမဲ့ကမ္ဘာချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကလည်းရှိနေလို့ဒါအောင်ညှိတွားနေလို့တော့ပြရပေးမယ်ကလေးဘော်ပထွေးလူကိုသဘောထားပြီးကြံရတော့မှာပါညီမတော်ကလေးဘော်နဲ့ညီမလေးတို့အတင်လို့ရှင်ပြန်ကြမယ်ချန်ပီယံလိပွဲစဉ်တွေကိုတင်ဆက်ပေးကြပါတယ်ကလေးဘော်တို့ကတော့နာမည်နဲ့လိုက်အောင်ကိုဂျာမန်လိမှာဘောလုံးနေစေဖြစ်ပြီးတော့ရှာနှောင်းပြေးနိုင်ပွဲ င်နဲ့ဇယားထိပ်မှာဦးဆောင်နေပါတယ်။နောက်ပြီးသုံးပွဲကစားထားရမှာတိုက်စစ်ကလည်း14ခုတိကိုတည်ယူထားပြီးတော့ခန်းစစ်ကလည်း2ခုသာခွင့်ပြုခဲ့ရတာပါ။လေဘိုလိုဟာလိုအပ်နေတဲ့တောင်ပံအထွတ်လူဝစ်ဒီယက်စ်ကိုအဖြည့်ထားနိုင်ခဲ့ပြီးတော့အော်လီစနစ်ဟာရီကိန်းတို့ကလည်းညီမလေးတို့ရဲ့နောက်တန်းကိုတော်တော်လေးဒုက္ခပေးရဖို့ရှိနေပါတယ်။ဓမ္မလာမွဲမတိုင်ခင်မှာတော့ကလေးဘိုလိုဟာ၅ခုကိုမရှိနဲ့အနိုင်ခံထားခဲ့တာပါ။ တပတ်ကညီမလေးတို့အတင်ကတော့ဟောမလို့လို့နဲ့တိတ်မဟုတ်နေတဲ့အတင်လို့ပြောရမှာဖြစ်ပါတယ်။ရုံပွဲတော့မရှိသသေးဘူးဆိုပေမဲ့ပြီးခဲ့တဲ့ပွဲတော့ကပြားသင်းကိုနိုင်သိရဲ့သားနဲ့တေးရလက်သာဖတ်ပေါ်ခဲ့ပါတယ်။ပြားသင်းရဲ့ပွဲမှာလူချံမှုတွေလုပ်ခဲ့တဲ့မော်ရစ်ကအနေနဲ့ဒီပွဲမှာတော့လူဆုံးပြန်ထုတ်လာဖို့ရှိနေပါတယ်။လူဆုံးနေတဲ့ဆိုရင်တော့မှတပတ်ကလည်းကလေးဝူလို့ဖြစ်နေတဲ့အပြင်အဝေးကွင်းလည်းဖြစ်နေတာကြောင့်နည်းနည်းတော့စိုးရင်စရာရှိပါတယ်။ဖြစ်တဲ့တွေ့ဆုံမှုအနေနဲ့ပြီးခဲ့တဲ့2020တုန်းကဒံဗလာ16တင်းအစင်မှာဖြစ်တဲ့တွေ့ဆုံထားခဲ့ပူပါတယ်။အဲဒီတုန်းကလည်းကလေးဝူတို့ကပဲနှစ်ကျော်စလုံး41နဲ့3 ဆိုတဲ့ပြတ်သားလိုက်ရလတ်တွေနဲ့အနိုင်ရရှိထားခဲ့တာပါ။အဲဒီမတိုင်ခင်ထက်တဲ့တွေးဆမှုတွေမှာဆိုရင်တော့ကလေးဘူတို့ကပဲအသာစီးရရှိထားခဲ့တာဖြစ်ပါတယ်။ဒါရဲ့ပြည့်ပြည့်ညီမလေးတို့အတွက်ကတော့တာထွက်မှနဲ့စောင်းတဲ့ထွန်းခံရမယ့်ပွဲမျိုးနဲ့မှာထိတိုက်လာတွေ့နေကြတယ်လို့ပြောလို့ရပါတယ်။ကြားအတွင်းကိုတော့ဂိုးတွေပြန်ပေးခဲ့ရတဲ့ညီမလေးတို့အနေနဲ့နောက်တန်းကကလေးဘူတို့တိုက်စစ်ကိုခံတားနိုင်မှာမလားဆိုတာစိုးရင်စရာတော့ရှိနေပါတယ်။ကလေးဘူတို့ကလည်းအထာထားမှမဟုတ်တယ်လို့ညီမလေးတို့ကလည်းကမ္ဘာချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကြောင့်ပို့ပြီးတော့ကြိုးစားပြအောင်ပါ။ ညီမလေးတို့ကတော့ကလေးဘိုးကိုပထွေးလို့သဘောထားပြီးတော့ဒီဘွဲ့နိုင်ကန်ရမှာဆိုပေမဲ့အနိုင်ရဖို့ခက်ခဲမယ်ဆိုတာကတော့သိကြသလောက်ရှိနေပါတယ်။အဲဒါညီမအဝင်ကြီးနေနေကတော့ဒီဘွဲ့မှာတော့အတွေးမပူပဲကလေးဘိုးပဲရည်တည်လိုက်ကြဖို့အကြံပြုနေပါတယ်။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။